ကဲဒီနေ့ကတော့အရတာမှာထီမီဂိဂိအဲ့လိုလေးရှိတယ်။ကျမရဲ့ချမောင်ကျော်လေးကိုချောပြပေးမှာဖြစ်ပါတယ်ရှင်။အရင်ဆုံးကျမတို့ကချမောင်ကျော်ဖို့အတွက်စီလေးထည့်မယ်။ဘရန်နာနဲ့ကြိတ်ထားတဲ့ချစ်သွန်ညစ်သွန်ဖြူအရောင်လာဖို့အတွက်အဲနွနွေမောက်လေးထည့်ပါတယ်ရှင်။ပြီးသွားရင်တော့ကျမငရုတ်တီချမောက်လေးထည့်တယ်။အဲ့ဒါလေးကိုတော့မရိုက်လိုက်ရဘူးပေါ့ကွယ်။ပြီးသွားတော့ကျမခွာထားတဲ့ပုစုံလေးတွေထည့်ပါ ရှင်စဉ်းစားငပိလေးထည့်ပါတယ်စဉ်းစားငပိကိုတချို့ကဖြော့ပြီးတော့မှထည့်တယ်ကျွန်မဒီတိုင်းထည့်ပါတယ်ရှင်ပြုတ်ထားတဲ့မြစ်ကလေးတွေကိုထည့်ပါတယ်ရှင်စီကိုတော့အရင်မတုံးတော့အိုးအပြန်ကတ်နေတာပေါ့နော်ကတ်အာမကတ်တဲ့အိုးတွေကိုလည်းမတုံးချင်ဘူးဘာကြောက်လဲဆိုတော့နောက်ပိုင်းမှာဒီမကတ်တဲ့အိုးတွေကကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့အတွက်ကြောင့်လို့ကျွန်မအဟောက်ကိုလုံးဝမတုံးပါဘူးရှင်ပြီးသွားတဲ့အခါကျတော့ကျွန်မကချင်မောင်ရက်လေးကိုထည့်လိုက်ပါတယ်ချင်မောင်ကတော့ကျွန်မတို့ပြုတ်ထားတဲ့ဟာလေးပေါ့နော် ကျူထားတဲ့ဟာလေးချင်မုံကျူလေးပေါ့အဲ့ဟာလေးကိုထည့်လိုက်ပါရှင်။ရတာအနေနဲ့ဂျပန်ရတာမဟုတ်စကြာနေငယ်စာနေငယ်ထည့်ပြီးတော့မှငံပြိုင်ရင်လေးပါအနေငယ်ထည့်လိုက်ပါရှင်။ကြည့်တာဆိုလို့ရှိရင်တော့ကျမတို့အားလုံးကို ရောပြီးတော့မှမွေလိုက်ပါမယ်။ချမောင်ကျော်ကလည်းကျမအပြင်မှာဝယ်စားတဲ့အခါမှာစီတွေအရန်များတဲ့အဟောင်းကိုကြိုက်ပါဘူး။ကျမစီစီနည်းနည်း ရှော့စားတဲ့အချိန်မှာပါတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်ကြော်တော့စီရှော့ပြီးတော့ကြော်လို့ရတယ်ပေါ့နော်ချက်ခန်းကြီးမှာမြူတီစိန်လေးရေမတ်စလာလေးနည်းနည်းလေးအုပ်လိုက်အဲ့ဒါဆိုလို့ရှင်တော့အာတည်အောင်ချတဲ့အတန်တွင်းနေမှာအရင်စားကောင်းတဲ့ ချင်မောင်ကျော်အာမြစ်ကလေးနဲ့ကျော်တဲ့ချင်မောင်မြစ်ပဇွန်ကျော်လေးကိုရရှိလာမှာဖြစ်ပါတယ်ရှင်အားလုံးပဲအဆင်ပြေကြပါစေဒီနေ့လေးကတော့ကျွန်မနေပါအဆင်ပြေတယ်ဆိုရင်တော့ယူသွားပါအဆင်မပြေဘူးဆိုရင်တော့ကျော်သွားပါရှင်တိတ်ပြီးတော့မှအငင်းမဖွားကြပါနဲ့ကျွန်မရဲ့ comment ထဲမှာပေါ့နော်ဒါလေးပဲပြောချင်ပါတယ်အားလုံးကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မရဲ့ channel လေးကို follow လုပ်ထပ်ပြကြပါဘိုင်ဘိုင်